ခုကျွန်တော်သွားရောက်လေပတ်နေတဲ့ရွာလေးရဲ့နာမည်ကပန်းနဲ့ဒီရွာလေးရဲ့ထိပ်မှာတော့ရဲတိုက်ရှိတယ်ပေါ့နော်ဒါကရွာရွာတွေကနေလမ်းကြားလေးကနေအပေါ်တက်သွားပြီပေါ့နော်အိမ်လေးတွေကလည်းကြည့်ပါအောင်ရှီဟောင်းအိမ်လေးတွေဆိုတော့ဟိုတက်တီးရှိရှိလေးတွေပေါ့နော်အဲ့လိုရွာဦးတိုက်ခေါ်မှာပေါ့အဲ့လိုထိတ်မှာအိမ်လေးချင်းချင်းလေးနဲ့အဲ့ဒီခေခါဆိုရင်တော့ အဲကားတွေပိုင်းဝင်လို့မရဘူးပေါ့နော်မြင်းနေပါလိမ့်နေပဲအဲ့လိုတွန်းလှဲနေနေပဲဝင်လို့ရတဲ့အနေအထားပေါ့လေဒါက7ရာစုကပါရွာလေးကတောင်ကုန်းလေးပေါ်မှာကျဉ်ချင်းရှိရှိလေးစောက်ထားတာပေါ့နော်ဒါရှိခစ်ကအိမ်အဆောက်အဦးတွေရဲ့ပုံသဏ္ဍာန်ပေါ့အောက်ကနေထောက်တိုင်နေခံထားတဲ့ပုံစံနေ မြင်ရတယ်ပေါ့နော်ကြောက်သားတွေပေါ်မှာတချို့တွေကနေပြပြချင်းဖြစ်လျှောက်သွားပြီးတော့အဲ့လိုအင်ဂျိုအိမ်နောက်ဖိလန်ကြလေးပေါ့နော်ပြောရရင်တော့အခုတမြင်ရတာကတော့ ဟိုပေါ့ရဲတိုက်ပေါ့နော်ရှေဟောင်းရဲတိုက်ဆိုပြီးမဲ့အဲ့ဒီခေခါကရန်သူတွေကိုကာကွယ်တိုက်ခိုက်တဲ့ခံတက်လို့လဲအသုံးပြုခဲ့ကြတာပေါ့နော်အရင်တော့ကအဲအင်္ဂလိပ်တွေနဲ့ဒီပြင်သစ်တွေနဲ့စစ်ပွဲဖြစ်တဲ့အချိန်မှာဒီခံတက်ကတော်တော်နာမည်ကြီးခဲ့တယ်။ဒါကတော့အဲ့ရဲတိုက်မှာ TV ဖန်သားပြင်ပေါ်ကနေမှသူက ရှိခိတော်ဝအကြောင်းနေပုံတရံနေကိုပေါ့နော်ပြန်လေဖော်ပြပြီးတော့ရှင်းပြထားတာပေါ့လေသူကအဲ့ဒီစစ်ပွဲတွေဖြစ်တဲ့အချိန်မှာအင်္ဂလိပ်နဲ့ပြင်သစ်နဲ့စစ်ပွဲ ဖြစ်တော့ခါကျတော့အာရှုံနေလိုက်နိုင်လိုက်ပေါ့နော်အခါခါဖြစ်ခဲ့တယ်ဖြစ်ခဲ့ပြီးတော့ခါကျတော့အဲရှုံသွားပြီဆိုလို့ရှိရင်အဲ့ဒီအင်္ဂလိပ်တွေကပြန်ပြီးတော့အာဖြည့်ဆည်းခဲ့တာပေါ့နော်အဲ့ဒီရဲ့အနေထားလေး 3D ပုံစံနဲ့သူတို့ကအဲရှေ့ခေတ်ကအနေအထားကိုပြန်ပြပေးတာပေါ့လေအခုတော့ပြန်ပြီးတော့တဝက်ကတော့ပြန်ပြီးပြင်ဆင်ထားပါပြီလှတယ်နော်အရင်တော့ပုံစံလေးတောင်ကုန်းလေးပေါ်မှာတို့တော်တော်များများရဲတိုက်တွေလဲတဲ့အခါမှာလေတတိထမိတာကသူတို့က ောင်ကုန်းနေပေါ်မှာပဲရဲတိုက်တွေကိုဟိုတိဆောက်တာများရတယ်နောက်ပြီးတော့အဲရဲတိုက်ထဲမှာဟိုဟိုပေါ့ပရင်ပေါ့လို့တီးတီးလေးတွေအဲ့လိုလေးတွေလုတ်တယ်လုတ်ပြီးတော့မှသူကရန်သူကိုမြင်သာတဲ့အဲလေးဘက်လေးလံမြင်သာတဲ့အနေထားမျိုးကနေမှချောင်းမြောင်းပြီးတိုက်ခိုက်တဲ့ပုံစံမျိုးပေါ့နော်အဲဒါဆိုရင်လည်းချင်းချင်းရှိရှိလေးနဲ့မြင်အမြင်ကြီးပဲနော်အဲ့လိုပုံစံမျိုးတွေလုတ်ကြတာများတယ် တကယ်တော့ထူးဆန်းနေအဲ့ကြောက်တောင်လေးပေါ်မှာရအောင်ကိုသူတို့လေးအဲတိဆောက်ထားခဲ့ကြတာလေ7ရာစုကနေမှ73ရာစုမှာတခါပျက်စီးသွားတယ်တခါ15ရာစုမှာလည်းအဲ့လိုပဲပြန်ပြီးတော့ပျက်စီးသွားခဲ့တယ်နောက်ပိုင်းတော့သူတို့ပြန်မပြင်ဆင်နိုင်ကြတော့ဘူးပေါ့နော်အခုမှတခါပြန်ပြီးတော့ဒီရဲတိုက်ကိုဟိုပြန်လဲပြင်ဆင်ထားတာပေါ့လေ ကျောက်ကျောက်တောင်ရဲ့အစွန်းမှာကိုစောက်ထားတာတော်တော်လှတယ်နော်အဲ့ခေခါဆိုရင်မျက်လုံးထဲမှာမြင်ကြည့်ပြီးတော့ဒီသူတို့ရဲ့ပုံတရံကိုကြည့်ပြီးတော့အဲ့လိုရေးလိုက်တယ်ဆိုအရန်သဘောကြတယ်အဲ့ဒီနာရန်အမြင့်ကြီးတွေနဲ့အပေါက်ကလေးတွေတီးတီးလေးတွေနဲ့အဲကြည့်ရတာလေအဲ့ခေတခါက လူတွေရဲ့ပုံသဏ္ဍာန်တွေကိုမြင်သွားတာပဲဒါကအခုလက်ရှိအနေထားဒီနေရာလေးမှာ theta ပုံစံမျိုးနဲ့အဲ့လိုမျိုးသူတို့ပွဲတော်တွေရှိတဲ့ခါကျရင်သူတို့ရဲ့အဲအဲတမိုင်းချောင်းတွေကိုပြန်လဲပြီးတော့ဟိုဂီတသဘင်တွေနဲ့ပြန်ဖြုတ်ပြပေးတာပေါ့နော်အခုလက်လက်ရှိအနေထားတဝက်ကတော့ပြင်ထားတယ်တဝက်ကတော့ဒီအတိုင်းပဲထားထားတယ် ဒါကတော့အပေါ်ကနေမြင်ရတဲ့ရှုခင်ဒီမှာဆိုလေဟိုးမြင်ရတဲ့ရွာလေးကိုလေတော်တော်လေးဘလူးခေါမလို့တော့အုပ်လေးထဲမှာပေါ့နော်ရွာလေးရတော့တောင်းတဘာဝအလှနေတဲ့တော့အပေါ်ကနေကြည့်ရတာကြည့်လို့ကောင်းတယ် ါကတော့ under construction မှာပဲရှိသေးတော့အနေထားတဝက်ကတော့ပြုပြင်နေတော့ပေါ့နော်ဒါကအတွင်းထဲမှာတော့လေသူကဟိုမျူဇီယံပုံစံမျိုးလေးလှုပ်ထားပေးတယ်ပေါ့နော်အဲ့ခိခါကသုံးဆောင်ခဲ့တဲ့ အဲဓာရီတို့အဲ့လိုမျိုးသူတို့ရဲ့လက်နက်တွေပေါ့နော်အခေကတန်တို့တန်စားတွေနဲ့တိုက်ခိုက်ခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေပြထားတာဒါအောက်ကခုနကဖြတ်လာတဲ့ရွာလေးပေါ့နော်ဒါကအပေါ်ကရဲတိုက်ကနေလှမ်းမြင်ရတာအနေထားလေးပါ ဒီလိုရဲတိုက်တည်နေပြီဆိုတဲ့အခါကြလို့ရှင်ပေါ့နော်ဝင်ကြီးကတော့9ယူရို10ယူရိုလောက်တော့ရှိတယ်ဒါပေမဲ့ဒါရဲတိုက်အကြီးတွေမဟုတ်ဘောနော်ဒါအသေးလေးတွေပဲရှိသေးတယ်ရဲတိုက်အကြီးတွေဆိုရင်တော့အာသူသူရဲ့ပြတာဘုံနေသူတို့ရဲ့အဲနေရနေထားပေါ်မူတည်ပြီးတော့ပေါ့နော်တချို့လေ30 12 12ယူရိုအလောက်တော့ပေးရတာပေါ့ပုံမှန်ကတော့9ယူရိုနဲ့10ယူရိုပုံမှန်ပါပဲ ူကဒီရှိရှိရှိလိုက်ကြီးဆိုလို့ရှိရှိမြမြကြီးဆိုအထက်ထက်တွေနဲ့တက်ပြီးလေရတာဒါနောက်ဆုံးအဆင့်ကနေလှမ်းမြင်ရတဲ့အဲတတိယအဆင့် ठी ရှိတဲ့ပုံစံမျိုးပေါ့နော်တတိယအဆင့်မှာကျွန်တော်တို့ကတတိယအဆင့်ကိုရောက်နေပြီးတော့အောက်ကိုလှမ်းမြင်ရတဲ့အနေထားနောက်ပြီးတော့အဲ့လိုရေတိုက်တွေမှာဆိုရင် သူတို့ရေဖျားချောင်းလေးတွေလည်းအများအားထရှိပြီတဲ့ဒါကဖျားချောင်းနေရာလေးခုဒါကတော့အပေါ်ဆုံးရောက်ပါပြီခုနကဖြက်လာတဲ့ရွာလေးဝင် ်အပေါ်ကနေလှမ်းမြင်ရတာလှတယ်နော်ယွာလေးကလည်းရှိရှိလေးယွာထဲမှာလူသူကတော့တိတ်အများကြီးမရှိဘူးစားတောက်ဆိုင်လေးတွေရှိတယ်ဟိုတယ်လေးတွေရှိတယ်အဲ့လိုလေပတ်တဲ့လူတွေကတော့အများကြီးမရှိဘူးလူရဲတိုက်တီလေပြီဆိုတဲ့အခါကျရင်စိတ်ထဲမှာနေ အဲ့လိုပကန်းလေးနေရတယ်လို့ပဲစိတ်ထဲမှာပကန်းခစ်တစ်ခစ်တစ်ခါရောက်သွားတယ်လို့မဆိုသူတို့ရေအဲခုနှစ်ရာစုနှစ်တရာလဲဆင်နေလေးနော်စက်တရာစုဒီလိုမျိုးအပေါက်ကလေးတွေကနေမှရန်သူကိုလှမ်းမြင်ရတဲ့အဲမြင်ခွင်းနေပေါ့နော်ဒါဆိုလို့ရှင်တေးတေးချင်းချင်းလေးလှုပ်ထားပြီးဒီကနေမှသူကရန်သူကိုချောင်းမြောင်းတိုက်ခိုက်တာပေါ့လေ ျွန်တော်ကတော့ရောက်တဲ့နေရာအကုန်ရိုက်တယ်မှတ်တမ်းယူထားတယ်နောက်တစ်ချိန်ကျလို့ရှိရင်ကိုမလဲနိုင်တော့ဘူးမသွားနိုင်တော့ဘူးဆိုတဲ့အချိန်ကျရင်ကိုမှတ်တမ်းတင်ခဲ့တဲ့ဟာလေးတွေပြန်ကြည့်လို့ရအောင်ပေါ့နော်အဲဒါကြောင့်ရောက်တဲ့နေရာမှာဗီဒီယိုရိုက်တယ်ဗီဒီယိုလုတ်ပြီးတော့ပြောဆိုပြီးတော့တင်ထားတယ်ဒါနောက်တစ်ချိန်ကျရင်ကိုရဲ့မှတ်တမ်းလေးပေါ့လေအဲ့လိုသဘောမျိုးပါအဲ့ဆိုအနေထားပြင်ဆင်နေတဲ့အနေထားเนาะအကြည့်ကြီးပဲ တအောက်မှာလူလေးတွေသေးသေးလေးတွေပဲလှမ်းမြင်ရတယ်။ဒါနောက်ဆုံးကျွန်တော်အမြင်ဆုံးနေရာရောက်နေပြီ။ရှုခင်းနေလဲတော်တော်လှပြီးစိတ်ဝင်စားစရာကောင်းတဲ့ဒီနေရာလေးပါ။